ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကုကြည် Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်ရင်း Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူရဲမင်းထွန်းရေးသားထားတဲ့စာလီတော်မာမတ်နဲ့စိတ်နှသာရွာပြဿနာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေကကျွန်တော်ရင်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမယောက်တွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ခုခန့်မယ်ဖြစ်ပါရယ်။ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။ကျုပ်တို့ကတော့ကြားဖိုင်ရန်အတွက်လိုအပ်တဲ့ထောင်ချောက်တွေကိုထောင်းလိုက်ပါရယ်။တနက်ကိုလည်းကြီးဖြည့်ထောင်းလိုက်တယ်။ဦးစောလောင်နဲ့ဦးစောမှုတို့နှစ်ယောက်ကတော့တငယ်ချင်းကိုတော်တော်တန်ရုံးစင်ရှိပုံရတယ်။တငယ်ချင်းတို့ကအသက်ကိုရှင်ပြီးဒီနေရာထိရောက်လာကြခြင်းကြောင့်ဖြစ်ပါရယ်။တဖြည်းဖြည်းမှောင်ရီပြူလာတာနဲ့ညစာချက်စားပြီးတော့လင်းစင်ပေါ်တက်နေလိုက်ပါရယ်။ လေးစိန်ကတော့ကြေတင်ပြပြစောင့်လို့ထားတာကြောင့်ဂူလီဆော့ထူရဲ့အတွက်နေရထိုင်ရသည်မှာအနှဲငယ်လွတ်လပ်သွားပါတယ်။ကျောက်ကတော့ကြောင်းရံကိုစိုးရတာမျိုးတနက်ကင်ပြီးတော့အဆောင်နေမိတယ်။ဂူလီဆော့ထူတို့နှစ်ဦးကိုအိတ်စီပေးမိတတိကပ်ပြီးအိတ်ခမ်းရတယ်။ကျုံမထွန်းကျင်တဲ့တော့ဖြစ်တော့မိသည်အနေရရှိနေသည်ကိုလည်းမသိချင်းကြောင့်ဖြစ်ပါတယ်။ကျုံနဲ့ယာမကတော့စကားတပြောပြောနဲ့အချိန်လေးကိုစောင့်ကြည့်နေတယ်။ကမကျုံနှာခေါင်းနဲ့ပုတ်အဲ့အနေရတယ်။ဟုတ်တယ်အဲ့တော့ဂျာမစကလာနေနဲ့မေး အသားစိမ်းတွေစားပြီးပါဇက်ထဲမှာပုံနေတာပဲဟမ်ဒါဆိုဒီနားမှာကြားရောက်နေတာပေါ့အေးဟုတ်တယ်တနက်ကိုကန်ပြီးအချိန်လေးကိုတေးချတာစောင့်ကြည့်နေတော့ကျုံနဲ့ယာမကလင်းစင်တဲ့နီးပဝင်းချင်းကိုရှာကြည့်နေမိတယ်ကျုပ်တို့လင်းစင်ထိုးထားတဲ့အပင်အောက်ကချုံတွေတခုကနေလှူရှားသွားခြင်းကြောင့်ကျုံနဲ့ယာမကတော့အဲ့ဒီနေရာကိုပြိုင်တူပြစ်ခတ်ယာမပုံငွေနေတဲ့ကြားကချုံနှင်းကောင်လေးခုံထပ်ပြီးတော့ရှေ့ဘက်ကိုပြေးသွားတယ်ယာမလိုက်ကြစို့ အဲကောင်ထိနာသွားပြီဖြစ်ပါမလားကိုမရဲ့ညဘက်ကြီးတောင်းတော့ကို လိုက်တဲ့လောက်ကယူမိုက်တာပဲနော်ငါရှိပါရဲလိုက်ခဲ့ကျုံတဲ့ယောင်မကတော့အထိနာသွားတဲ့တောင်းတော့ကိုလိုက်ခဲ့ပါရဲသွေးစက်တွေကိုချင်းရခံလိုက်ခဲ့တော့သွေးစက်တွေကចောင်းဆောင်တစ်ခုနီးနားမှာပျောက်သွားခဲ့တယ်လေမြန်တဲ့ချိန်နဲ့တူတူထံပြေးလာနေတဲ့အရာတစ်ခုကိုခံစားမိလိုက်ပြီးတော့အတန်လာရာကိုတနပြောင်းလဲပြီးပြေးချလိုက်တယ် ကျန်လောင်တဲ့တနတ်တန်တစ်ချက်ကလည်းပြိုင်တူထပ်ပေါ်လာခြင်းနဲ့တူကျုပ်တို့စီခေါင်းလာရကြားလေအနောက်ကိုကန်ထွက်သွားပါရင်တေးချောင်းနောက်တစ်ချက်တက်ပြင်လိုက်တယ်စွစွပေါင်းကြီချောက်တော့မှန်သွားခြင်းကြောင့်ကြားကြီးကတော့ငြိမ်ချသွားတယ်။ရမမသေးသေးဘူးနော် နောက်မြင်ဆုံးငြိမ်နေတဲ့ကြားကလေကျုပ်တို့နောက်ရောက်တော့ရုတ်တရက်လှုပ်ရှားလာတာကြောင့်ရမကိုနောက်ကိုအမြန်ဆုတ်ခိုင်းလိုက်တယ်။ချုံမြောင်းတဲ့လက်သေးများနဲ့ကြားရဲ့ပုတ်ထုတ်လိုက်သည်ကိုတော့ကျုံနဲ့ရမကကတိလေးတွေလွတ်ရည်သွားပါရဲ့။ ကြောင်ရလက်ပုတ်ချက်ကိုထီသွားတဲ့အစ်ပင်ပင်စီကလည်းအခောက်တွေပင်ပွင့်ထွက်ကုန်တယ်။ကျို့တို့နောက်ကနေတနက်တန်တစ်ချက်ပေါ်လာခြင်းနဲ့တူကြောင်ကြီးကပြန်လည်လှုပ်ရှားနိုင်ခြင်းမရှိလုံးဝနေသက်သွားပါရဲ့။ကျို့တို့နောက်ကိုလှည့်ကြည့်လိုက်ရမှာတော့ဥဆောမှုနဲ့ဥဆောလာကိုတွေ့ရတယ်။တနက်တန်လေးကြောင်နဲ့အတန်လာရနောက်ကိုလိုက်လာခဲ့တာ။ဦးလေးတို့နှစ်ဦးရောက်လာတော့ပဲမဟုတ်ရင်ဒီကြောင်ကျို့တို့ကိုဘလောက်ဒုက္ခပေးုံလည်းမသိဘူး။ တည်သွားတဲ့ကြားမှာကသူ့လင်ကြားဖို့တည်လို့ဒေါသထွက်နေတာအဲ့ဒါကြောင့်အခုလောက်ထိတက်ရခန့်နေခဲ့တာကဲကဲကဲရမကြားသေးကိုနှွားကြရအောင်ကျိုးတို့ကကြားသေးနှွားတော်ကိုလည်းဥစောမှုနဲ့ဥစောလောင်ကတော့တည်တည်ချာချာကြည့်နေကြတယ်သေးကိုနွားပြီးအောင်လေကျုပ်ကလည်းအိတ်သေးကိုထည့်လိုက်တယ်။မတူ။ကြားသားတွေရှိသေးရဲ့လေ။ကြားသားတွေမယူတော့ဘူးလား။ဟုတ်တာပဲကိုမဲရဲ့။ကြားသားတွေကိုဘာလို့မယူတာလဲ ကြားသားတွေကိုမစားစေချင်ဘူးအသားထဲမှာခွေးသားနဲ့ကြားသားကိုစားရတဲ့ကွာသူတို့အမျိုးတူတွေရဲ့အမုန်းကိုခံရပြီးတခါတလေဒုက္ခပေးတတ်တယ်ဘလိုမျိုးလဲရှင်းပြအောင်ကိုမရဲ့ဒီလိုကွာခွေးသားစားရတဲ့ကိုပြင်ခွေးတွေကတအားအောင်ကြပြီးတော့လူပြန့်လက်တဲ့နေရာတွေမှာဆိုရင်အုပ်စုလိုက်ရံပြတဲ့အထိအဲ့ဒါလိုပဲကြားသားစားရင်လဲကြားမျိုးတွေရဲ့ညှိုးတာကိုခံရတယ် ဒေါနန်နီရဲ့ရွာရီမှာနေကြတဲ့ဦးလေးတို့တန်လေးမစားစီရင်ကြလို့ပါကျုပ်ကိုရင်ကလည်းအရင်ကစားခဲ့ပူပေမဲ့ဒီเจ้าကိုတီးကလေးကကြားရခဲ့ရင်တော့တေးပဲယူခဲ့တာအော်ဒါကြောင့်ကိုဦးလေးတို့လည်းငါ့တူပြောမှသိရတော့တယ်ကျုပ်လည်းဖောက်ခင်ဖြစ်သူပြောပြလို့တီးခဲ့ရတာပါကဲကဲကဲအခုတော့လင်းစီစီကိုပြင်ချရအောင်ကျုပ်တို့ကလည်းလင်းစင်မှာညာရီပြီးမနက်မိုးလေးနာနဲ့စိတ်နှသာကိုပြန်ခဲ့ပါတယ် ကြားဘုတ်ကိုတောင်းရောက်ကြည့်တော့တော်ခွေးရီစားထားပြီးတေးကားလေးယူလို့မရတော့တာကြောင့်ကြားမရဲ့တေးကိုတော့ယူပြီးတော့ပြန်ခဲ့တယ်။စိန်နေသားရွာဝင်းကိုရောက်တော့လဲရွာဝင်းမဦးလေးတီအောင်ကျုပ်တို့ကိုစောင့်နေပုံရတယ်ဗျာ။ဟာစောမေမင်းကောင်းသွားပြီလား။အေးကောင်းသွားပြီကွာ။ငါမနေ့ရက်ပဲပြန်ကောင်းသွားတာ။ဂျော်ရီကမင်းတို့ကျေးဇူးတွေကြောင့်ပါကွာ။မင်းတို့ငါအတွက်နဲ့သွားကြတယ်ဆိုတော့စိတ်ပူပြီးတော့မင်းတို့စိုးရိမ်နေတာကွာ။အေးပါကွာ။ မင်းဒီလိုပြန်ကောင်းတာလေငါတို့ကျေးဇူးတက်ဒီလူငယ်နှစ်ယောက်ရဲ့ကျေးဇူးကပုံများတယ်ဒီမောင်မတ်စရိကောင်လေးကဥဆောင်ပြီးအယံယံလှုပ်ဆောင်ခဲ့လို့ငါတို့ခုချိန်ပြန်တွေ့ရတာဥဆောင်မှုပြောင်းလိုက်တော့စောဝဲစရိဦးလေးကကျုပ်တို့ဘက်ကိုလှည့်လာတယ်ဦးလေးဘွားကိုကယ်ပြီးလို့ကျေးဇူးတင်ပါတယ်ငါတို့တို့ရာဦးလေးဘလို့ကျေးဇူးဆက်ရမလဲတော့မသိတော့ပါဘူးမရပါဘူးဦးလေးဦးလေးခုလိုပြန်ကောင်းသွားတော့ဘယ်ထွတ်ထွချင်းနေပါပြီ။ ငါတို့တော့အိမ်ကိုပြန်ကြရအောင်ဦးလေးကိုယ်တိုင်ထမင်းနေဟင်းနေချက်ထားရဲကွာဦးလေးကထမင်းဟင်းလေချက်တတ်တာပဲလားသူကယောက်ျားကြီးဆိုပေမဲ့ထမင်းဟင်းချက်တာတော့လက်ရတော်တော်ကောင်းတာကွာငါတို့ရဲ့ဆွဲသွားလိမ့်မယ်ဒါဆိုရင်စားရတာပေါ့ဗျာဦးလေးစောမှုပြောတော့မှကျုပ်ဘိုက်တော့စားလာပြီဗျာကျုံနဲ့ယောင်မကလည်းဦးလေးဆော့ဖ်ဝဲချက်တွေးတဲ့ငောင်းဟင်းနဲ့ဘိုက်တင်းအောင်စားလိုက်တာပေါ့ ငါ့ကိုလည်းချင်ပေါင်းနဲ့ချက်ထားတာလေငရုတ်သီးကလည်းအချောမဟုတ်ပဲအစိုးလေးချက်ထားတော့ဆိုတော့ဆက်ဆက်ချင်းချင်းလေးနဲ့တိတ်စားကောင်းတာပေါ့မတူတော့ဦးလေးချက်ထားတာဘယ်လိုနေလဲစားလို့မှကောင်းကြရဲ့လားကောင်းပါရဲ့ဦးလေးဦးလေးရဟင်းချက်တော်တော်လေးကောင်းတာပဲဗျာငါ့အတူတူကတော့မမြောက်နေပြန်ပါပြီအမမြောက်ပါဘူးဗျာတကယ်ကောင်းလို့ပြောတာပါကျွန်내ဦးလေးရဘလို့ဖြစ်ပြီးတော့စိတ်ပေါက်ပြန်သွားတာလေပြောပြလို့ရမလားရပါရင်ကားတူရဲ့ ဦးလေးချင်းတခုထီတော့ဖြစ်ဖြစ်ခဲ့တာတွေကိုမှတ်မိတယ်။ဦးလေးစောင်းမင်းကပြောပြီးရောင်းတဲ့ရင်းနှီးတစ်ခါကိုကောက်မွန်လိုက်ပြီးတော့အာချောက်တာကိုဖင်းလိုက်ခြင်းပြီးတော့မှသူကြုံခဲ့ရတာတွေကိုပြန်ပြောပြပါရယ်။တခုသောနေ့တစ်နေ့ရဲ့မနက်ခင်းချိန်လေးဖြစ်တယ်။ဦးစောမှုဦးစောလောင်နဲ့ဦးစောဖွဲတို့တငယ်ချင်း၃ယောက်ကတော့ဈေးမီဆေးဦးရှာရင်အတွက်တောရဲကိုထွက်ခင်းတယ်။ပြန်လေတွင်းဆောင်ရဲ့နေရာတစ်ခုတတ်မှတ်လိုက်ကြပြီးတော့တယောက်တနေရာရှာကြပါရယ်။ဦးစောဖွဲကတော့ဈေးမီဆေးမီရှာလေးရာမှာတော့ ရှားပါးတဲ့ဆေးမိတမျိုးတွေ့လိုက်တယ်။ဆေးမိကိုမြင်ကောင်းလို့ပြီးဘေးလွေထဲထဲနေတော့ခလန်းလန်းကလူကြီးတွေ့တာကြောင့်လမ်းမီနှုတ်ဆက်ပေးမယ့်အရိသူကတစ်ဖက်ကိုပြေးထွက်သွားတာကြောင့်အနောက်ကနေလိုက်ခဲ့ပါရဲ့။လမ်းပြောင်းနေတဲ့သူဒုက္ခရောက်နေသူတအူးများဖြစ်မလားဆိုတဲ့အတွေးနဲ့လိုက်ခဲ့ရာဒေါနက်ထဲတတော်ရောက်လာတော့မှအရိသူရဲ့ရေးရောင်ကပျောက်ချင်းမလားပျောက်သွားတယ်။ဒီတော့မှဦးစောဖွင့်ရလေဒုက္ခရောက်နေတာဒါမှမဟုတ်လမ်းပြောင်းနေတဲ့ဆိုလူတယောက်ကိုတွင်ရင်အကူကြီးတောင်းမှရမှာဖြစ်ပေမဲ့ အခုသူကတော့ပြေးသွားခြင်းကြောင့်သူထင်သလိုမဖြစ်နိုင်ဘူးလို့ဆိုကောင်းနောက်ကိုပြန်လဲချိန်မှာတော့သူ့ရဲ့အနီနာအစာအုပ်ပြတ်တစ်ခုကိုမြင်လိုက်ရတယ်။အစာအုပ်ကတော့တော်တော်ပြည့်စင်နေပြီဖြစ်ရောအချိန်မီများကြာသည်မသိရေမော်များပဲတက်နေတယ်။ဦးစောင့်ဝင်ကတော့အစာအုပ်ပြတ်ကိုစူးစမ်းနေရင်မောင်ဝင်တိုင်ကရွှေခွေးတွေကိုမြင်လိုက်ရတာကြောင့်ကံကောင်းပြီဆိုကောင်းရွှေခွေးတွေကိုတက်ပြီးရွှေလိုက်ချင်း။ရွှေခွေးတွေရပြီးချိန်မှာတော့မမျောလင့်ထားတဲ့အရာတစ်ခုကပေါ်လာတယ်။ ပဝေးချင်းကလည်းမဲမောင်လာခြင်းနဲ့အတူမျက်နှာတစ်ခုလုံးမီးလောင်တံရရီနဲ့စုပ်ပြက်နေတဲ့တရေတကောင်ကလည်းအဆောက်အပြက်တရားလေးထွက်လာပြီးဦးစောဖွေနောက်ကိုလိုက်လာခဲ့ပါရဲ့ဦးစောဖွေရလည်းလာရလန်းတိုင်းပြန်ပြေးပြီးမြေမြောင်ပင်ပြေးပြေးအဆောက်အပြက်ရှိကိုပဲရောက်နေခဲ့တယ်မီးလောင်တံရတဲ့တရေကလည်းဦးစောဖွေကိုလက်နဲ့ရိုက်ချလိုက်ပြီးမှတော့ဦးစောဖွေကလောက်ဝမေးသွားခဲ့ပါရဲ့ပြန်တည်ရလာတဲ့အခါမှာရော်ရဲရအတိတ်တယောက်အိမ်မှာရောက်နေခဲ့တယ် ဖြစ်ပုံကတော့အဲ့ဒါပဲငါတူလို့ရေဒီစားရဲဘာတွေဖြစ်လဲတော့ဦးလေးမှတ်မိဘူးဦးစောင်းဝင်ရသူကြုံရတဲ့ဖြစ်ပျက်ကိုစိတ်ဝင်စားပဲပြန်ပြောလာပါတယ်ကျုပ်တို့အားလုံးကတော့ဦးလေးစောပဲပြောပြလာသည်ကိုစိတ်ဝင်စားနားထောင်နေမိရင်ဦးလေးရအချင်းစားတင်နေရဲ့အစာအုပ်ကလည်းရွှေရည်ကိုယူခဲလို့စိတ်ဖောက်ပြန်သွားတာဗျာဦးလေးမြင်ရတဲ့လူရိတ်စွာကလည်းတောရဲ့လှည့်စားမှုတစ်ခုလို့ကြောက်ကြတော့ခြင်းနေဘလို့ အဲ့ဒီရွှေရည်ဟာစင်စာတင်နေရဟုတ်လားခေါ်တဲ့ယူလီရဲ့အဲဆောက်ပြက်ထဲမှာဆိုနောက်တဲ့ရွှေရည်ရှိသေးတယ်ကျုပ်တို့လည်းအသွားပြက်မှာဒုက္ခမျိုးစုံကြုံရသေးတယ်ဗျာကျုပ်ကလည်းကျုပ်တို့တောဆဝင်တဲ့ချိန်ရဆပြီးစိတ်နဲ့သာပြင်ရောက်တဲ့ချိန်ဖြစ်ခဲ့သမျှတွေကိုပြောပြတော့ဦးလီစောဝင်ရလေခေါင်းတကြီးနဲ့ငိတ်ရှာပါရီငါတို့တို့ဒီမှာတပတ်လောက်တော့နေပါအောင်လားဦးလီအဲဝဲပြူးခြင်းလို့ပါပြန်တဲ့အခါမှာလေလန်ခီးအတွက်ဦးလီထထိုက်တန်တန်ပြေးပါပါ တပတ်လောက်တော့မနေတော့ဘူးဦးလေးရဲ့ငွေကြေးကိစ္စကတော့ဦးလေးတို့ပေးကျင်တယ်လို့ပြောပါရပါတယ်ဦးလေးတို့အဆင်ပြေသွားတယ်ဆိုပြီးတော်ပါပြီဦးလေးကိုကြောင်တင်းရဲ့အဖျားတွေတက်နေလို့ဗျအိမ်ကိုလိုက်ခဲ့ပါအောင်အေးအေးငါကူလိုက်ခဲ့မယ်ကျုပ်တို့စကားပြောနေတော့ရွာသားတယောက်ကလည်းလာပြင်တာကြောင့်ဦးဆောင်မှုကလိုက်သွားတယ်ဦးလေးဆောင်းလောက်ဒီရွာမှာတရားဝင်ပထမဝင်မရှိဘူးလားဗျရွာဦးเจ้าကိုလည်းမတွေ့မိတယ်လို့ပဲ မတွေ့မိတာမဟုတ်ပါဘူးငါတို့ရဲ့ရွှေအောင်เจ้าကမရှိတာရွှေအောင်เจ้าမရှိတော့ပဋ္ဌာန်းပွဲတရားပွဲပဲရှိနေမှတော့တောင်တရားလူတွေကဖုန်ကြီးပင်ပြီးတော့ရွှေအောင်เจ้าမဆောက်ကြဘူးလားရွှေအောင်เจ้าကဆောက်လို့ရတယ်ငါတို့ရဲ့ခတ်တာကဒီရွာကလန်ခရီးမကောင်းလို့เจ้าတိုင်းမဲဆရာတော်မရှိတာပဲอืมနောက်တော့လေဒုက္ခခံနိုင်မဲဆရာတော်တပါးတော့ရလာမှာပါဒါနဲ့ဒီရွာသူတွေကတန်ခါလုံးနေပဲ အသက်ငွေးကြတာလားလေယာဉ်ရီမလောက်ကြအောင်လားလေလောက်တဲ့သူတွေရရှိပါရင်ရွာတောင်က လေရီကတော့မလောက်ကြတော့ဘူးဘာဖြစ်လို့လဲဦးလေးအရင်နေရာဘာဖြစ်လို့လဲအရင်နေရာကတင်းကျိုင်းနေနေလို့လေငါတွေအရင်နေရာကအချောင်းလန့်တိတ်ကျန်းလို့ဘယ်လေသမားမှမလောက်ရေးကြအောင်ဟာကျုပ်တို့ရွာမှာတော့တင်းကျိုင်းနေဘေးကျင်းကလေရီတောင်လောက်ကြတာဗျာကျုပ်ကတော့အเจ้าပူနေရလို့ပဲထင်နေတယ် ။ဦးလေးတို့ရွာမှာကအကြောက်ပူတော်မဟုတ်ဘူးငါတို့ရဲ့။တယောတန်တခုရှိသေးတယ်။တလောက်တခါတယောတန်တခုကရွာရှိအောင်လေပေါ်လာတယ်။တယောတန်ကြားပြီးတဲ့ဘိန်ကလည်းနေမကောင်းဖြစ်မလဲတွေးကြောင်နေရတယ်။နေပါဦးလေးရဲ့။တယောတန်ကြားကလည်းဘာလို့နေမကောင်းဖြစ်ရမှာလဲ။အဲ့တယောကတေသူထိုးတဲ့တယောငါတို့ရဲ့။အဲ့တယောတန်ကြားရင်တဲ့အိမ်ကနေမကောင်းဖြစ်တာပဲ။ အနေမကောင်းဖြစ်တဲ့အိမ်ကတော့နွားဖြစ်ဖြစ်ကျွဲဖြစ်ဖြစ်ဝက်ဖြစ်ဖြစ်အကောင်ကြီးတကောင်ကိုတင်းကျိုင်းတော့ကတော့အုပ်တယ်ကိုသွားချရရတယ်။အဲ့ဒီတော့မှနေမကောင်းတဲ့အိမ်ကနေကောင်းတော့တာ။အထူးစမ်းပါလား။ဒါဆိုဒီကိစ္စကလိုင်းကြုံတွေ့နေရတာပေါ့။ဒါပေါ်ငါကြုံရ။ပုံမှန်ကိစ္စတခုလို့ဖြစ်နေပြီ။ဒါဆိုခုနကဖျားရတဲ့သူကလည်းအဲ့ဒီကိစ္စကြောင့်ဖျားရလား။မဟုတ်ပါဘူးကွာ။ တယောဒန်ကလှကုံရံမှာထိုးတာပါတတိုင်းဆိုင်ဆိုင်မနှက်ဖြန့်ဆိုလှကုံပြီမနှက်ဖြန့်ဘယ်လှဲကြလဲမသိဘူးဒါနဲ့ဦးလေးကျွဲရီနွားရီသွားထားပြီးရင်ဘာဆက်ပြင်မလဲထောင်းမကြည့်ကြအောင်လားနွားရီကျွဲရီကရောအရှင်ထားရတာလားအရှင်မဟုတ်ဘူးအတိတ်ကပြီးမှသွားဖို့ရတာကြည့်တော့ဘသူမှမမကြည့်ရပါဘူးကွာကြည့်ရလို့စောင့်ကြည့်တဲ့ကောင်လေးတယောက်ပြောလာတော့ညနေတော့မဲမဲကောင်ကြီးသုံးကောင်ရောက်လာပြီး ွားတိကောင်းကြီးနားမှာစူးထိုင်ကြရတာ रे အဲကောင်လေးလည်းစက်မကြည့်ရဲလို့လှည့်ပြန်ခဲ့တာ रे ဒီကိစ္စတွေဖြစ်တာကြာပြီလားဦးလေးတနေ့လောက်တော့ရှိပြီငါတို့ရဲ့ဦးလေးတို့လည်းလူနဲ့တရေဘာမှမလုပ်တတ်လို့ရှိရကောင်လေးပဲပေးနေရတာပေါ့တခြားရွာဆရာတွေကလည်းပြင်လို့မရတာဒီကိစ္စနောက်ွယ်မှာတခုခုတော့ရှိနေမှာဗျာတနေ့ဦးလေးချောင်းကြီးခဲ့တဲ့ကောင်လေးကအခုရွာမှာရှိလား ရှိရဲ့လင်းကားတွေရဲ့ဘာဖြစ်လို့လဲဘာမှတော့မဖြစ်ပါဘူးသူနဲ့တွေ့ပြီးတော့သိကျင်တာလေးမေးချင်လို့ပါသူကလေစိမ်းနားမှနေတာငါတွေ့ရဲ့ငါတို့စကားပြောချင်ရင်မနေ့ကလိုက်ပို့ပေးပါမယ်ညနာကုံသွားပြီးတော့နောက်နေ့ကိုရောက်လာခဲ့တယ်ဦးဆောင်မှုရကတော့မုံလင်းကတဲ့ကမျက်နှာတင်မနက်စာစားပြီးရလဲစေးစားပေါ်ကြတယ်စေးပင်တွေကိုရေးသေးချာစေးကြပြီးကျိတ်စုံတွေကိုထောင်းထဲကြတာပေါ့ရလာတဲ့ရေတွေကိုတခြားပအဝင်ပြည့်စည်နေရောပြီးစေးပေါ်ကြတယ် ။ဆေးတွေကိုတော့ပလင်းလေးတွေထဲထည့်ပြီးတော့သူ့နေရာနဲ့သူစီစီရီထားပါရယ်။ကျုပ်တို့ကတော့ဆေးမိုးရာကိုစိတ်ဝင်စားကြည့်နေမိတယ်။ကိုးနာရီလောက်ရောက်တော့ဦးလေးစောလောင်ကလုံလဆလုတ်တွေကိုဖြုတ်ပြီးတော့ကျုံ့နဲ့ယာမကိုလှေစိတ်စီကိုခေါ်သွားပါရယ်။လှေစိတ်နဲ့မလန်းမကန်းမှရှိနေတဲ့ငါထပ်ပြင်အိမ်လေးရှေ့ရောက်တော့ဦးစောလောင်ကစပြီးတော့ခေါ်ရယ်ဗျာ။ဖိုးကွာဖိုးကွာခွေးကနထိမ့်ပြီးပါအောင်။လာပြီလာပြီဦးလေးလာပြီ။ ဦးလေးစောလောင်တန်လေးကျတော့ကောင်းလေးတယောက်ကအိမ်ပေါ်ကဆင်းလာတယ်ဗျာအသက်ကတော့ဆက်ကွန်ဆက်ရှိလာတော့ရှိမေဟာဦးလေးစောလောင်ပါလားဘာကိစ္စရှိလို့လဲဦးလေးရဲ့ဩဒါငါအိမ်ရောက်နေတဲ့ဧည့်သည်တွေလေသူတို့သိကျင်တာလေးတွေမင်းစီကိုလာမေးတာပါတယ်ဩဒီအကူရောဗာမများသိကျင်တာလည်းမသိဘူးအိမ်တဲရင်ကြွားကြပါအောင်ကျုပ်တို့အိမ်နဲ့ရောက်တဲ့အထိကောင်းလေးကတော့သူ့ခွေးကြီးကိုထိန်းပေးထားတယ်ဗျာ ခွေးကတော့ကျုပ်ရဲ့ခွေးကြီးဖြူတုံးတဲ့တူတူလောက်ရှိရဲ့မြောက်ဖူးခွာမင်းအမေနဲ့ပြောဖဲသွားလေကွာမတွေ့ပါလားအဖေနဲ့မင်းရတဲပင်ကုန်းကိုငါးသွားရောက်နေမြာဒါနဲ့ဒီရောက်ကိုရီးယားဘာမေးမလို့လဲအော်ဒီတော့ငါကြီးရဲ့အခုနမေရမောင်မတ်တဲ့ဒီကူကတော့ရှာမအခုတော့သိချင်တာပြောရမယ်ဆိုငါကြီးရဝက်တီသွားထားပြီးလာယူတဲ့ကောင်တွေမြင်မှုတယ်ဆို တုံမီတော်ရီကောင်လေးကခေါင်းညင်ရင်နေမင်းသားမြင်မှုပါရဲ့ညမောင်လှိုင်းအောင်မှာဆိုတော့တေချာမြင်ကြရဘူးဗျာနွားတီနာမှာစူးထန်လိုက်တော့နွားကြီးကိုစားမှဆိုပြီးစက်မကြည့်ရဲရောင်နဲ့ပြန်လာခဲ့တာအဲကောင်လေးကရုတ်တရက်ပေါ်လာလားဂျမမဟုတ်တဏီယာကရှောက်လာလားအတော်တန်းတွေကထွက်လာတာဗျာသုံးကောင်လုံးကခေါကုန်းကုန်းကြီးပြီနေပြီအခုညတလားပြီမလား ငါညီတကယ်လို့သွားထားကြတဲ့အချိန်ကိုစောင့်ကြည့်ခြင်း ਨੇ အကိုတို့ကိုနေရာလိုက်ပြပေးပါလားအကိုတို့ကဒီเจ้าနေကိုဦးလေးစောင်းလောင်စီအောင်တိတ်ချာလားဦးလေးစောပဲစိတ်ဖောက်ပြန်တာကအကိုတို့ကြောင့်ပြန်ကောင်းတာဆိုဦးလေးစောင်းလောင်စီကတိတာကဟုတ်ပါတယ်ဦးလေးစောပဲပြန်ကောင်းတာကတော့အကိုတို့နှစ်ယောက်ကြောင့်မဟုတ်ဘဲနဲ့ဦးလေးစောလောင်နဲ့ဦးလေးစောမှုအကူအညီတွေအများကြီးပါပါတယ်အင်းအကိုတို့စောင့်ကြည့်ခြင်းနဲ့ဆိုလဲကြုံနေရလိုက်ပြပေးပါမယ် ရွာသားတွေတရိတ်ဆန်တွေကိုထားတဲ့နေအောင်လေးပြပါမယ်။အခုလည်းပြပြပါမယ်။ကျုပ်ကလည်းနေလဲဆိုငါးတွေကိုစားနေအောင်ပါ။ကောင်းပြီငါလေးဒါဆိုလည်းအခုသွားကြတာပေါ့ကွာ။ဒီလိုနဲ့ကျုပ်တို့ကပိုးခွားရဲ့လမ်းပြမှုနဲ့ရွာပြည်ကိုထွက်ခဲ့ပါတယ်။ဦးလေးစောလောင်ကတော့ပိုးခွားရဲ့အိမ်မှာဆောင်းရင်းကြံခဲ့တယ်။ကမတ်ကမတ်တို့ကဘာလို့ဒီကြောင်းကိုသိချင်ရတာလဲ။ဘာလို့လဲဆိုဒီအကြောင်းကိုငါသိမသိငါဖြစ်နေလို့ကွာတလားတလီဆိုလက်ခံလို့ရပါပဲ လာစင်နေအမြစီတော့တန်တရားဝင်ပြီအဲ့တော့ကျုပ်လည်းတူတူပဲဗျာမိဘတွေစုမဆိုးလို့မပြောပြတာသူတို့ကိုချောင်းကြည့်တော့ကအရှိတီပေါ်ရဲ့ဗျာတရဲတစီဆိုအရင်ပေါ်ဘူးလေနေဟုတ်တယ်တရဲတွေကအရှိမပေါ်ဘူးဒါနဲ့မင်းဒီကြောင်းအပြင်ကျန်တာဘာတိထားသေးလဲကျန်တာတော့မသိဘူးဗျာဒီကိစ္စကတော့တာမန်မဟုတ်တာတော့သိတယ်ဒါနဲ့တုတ်တွင်းနေရတခုရှိတယ် င်ပြောစမ်းမအောင်မင်းဘာတွေတွေးထားမိလို့လဲဒီလိုဗျာတရောထိုးတန်ကြတာနဲ့နေမကောင်းဖြစ်ကြတာကတော့တော်တော်ထူးဆန်းနေဗျာနေမကောင်းဖြစ်သွားတဲ့အထဲမှာကျုပ်တော့ပါနိုင်သေးတယ်အေးငါလည်းအကိစ္စစဉ်းစားမိတယ်တရောထိုးတာနဲ့နေမကောင်းဖြစ်ကြတာနဲ့ကဘယ်လိုဆက်ဆက်နေလဲမသိဘူးကဲကဲကဲကိုမကျုပ်တို့ရွာသားတွေနွားတွေချားတဲ့နေရာကိုရောက်တော့မယ်ဖိုးကားကကျုပ်ကိုပြောပြီးရှေးကတော်တန်းကိုညွှန်ပြပါရင် ကျောင်းကချုံနေရီနဲ့ရှုပ်ရှက်ခန့်နေအောင်လူသားလူလာနေကြောင်းကိုလည်းသိလိုက်ရတယ်။ဘုကွာမင်းခုညာငါတို့နဲ့အတူစောင့်ကြည့်ရလား။စောင့်ကြည့်ရပါလေဗျာ။အရှင်တကာကတယောက်ထိတော်ကြည့်ရလား။ကုမတို့ဘာလို့မကြောက်တော့ပါဘူး။ကျောင်းတို့ကိုဖိုးကားကနေရာတစ်ခုကိုပြရတယ်။စီးပွားလေးတစ်ခုပြပြီးကျွဲနှောင်းတွေကိုတက်ပြီးအဲ့ဒီစီးထဲမှာထည့်ပေးထားရယ်ဆိုပေဗျာ။ဘုကွာငါမေးစရာကြံသေးတယ်။မင်းတို့ရွာတွေနေမကောင်းဖြစ်တဲ့အခါ နွားရီကျွဲရီကို DC ရလာထားရင်နေမကောင်းတာပျောက်တယ်ဆိုတဲ့အကြောင်းဘယ်သူကအရင်စပြောပါလဲစပြောတာကဥထိပ်ပြောင်ကြီးဗျာသူအိမ်မက်ရတယ်ဆိုပြီးပြောတာနဲ့ရွာသားတွေကလည်းလှုပ်ကြည့်တော့တကယ်ပျောက်တာအတွင်းရတာသူကအိမ်မက်ရတယ်ဆိုတော့အတန်လန်းအောင်လည်းပညာတွေတက်လို့လားအဲ့တော့မတက်လာဘူးကိုမဲရဲ့အနေရတော့ခက်အေးပဲအေးအေးထားပါတော့ ဒီနေရာကိုသိပြီဆိုတော့ညကြလာမဲကောင်ကိုစောင့်ပြီးဖမ်းကြတာပေါ့ကွာဒါဆိုကျုပ်ဘာတွေပြင်ဆင်ထားရမလဲညမရေပေါ့ကွာရမင်းအတွက်ငါတနတ်တက်လက်ပေးမင်းမင်းတနတ်တော့ပြည့်တက်တယ်မလားပြည့်တော့ပြည့်တက်ပါတယ်လက်တော့ဖြောက်မှာမဟုတ်ဘူးညရတယ်မင်းကိုတနတ်ပေးထားတယ်ဆိုတာလေတကူကူဆိုအကခွဲရအောင်ပေးထားတာလောက်ဆရာရှိတဲ့ကိစ္စငါတို့လုပ်မှာဒါနဲ့နေရာမှာရင်အပင်ကြီးကြီးတွေရှိနေရဆိုတော့ငါတို့တက်ကောင်းတာပေါ့ ညနေမောင်တာနဲ့အရုံမေးကိုလာခေါ်မယ်။ပင်းတီကိုလာပြီးဒီပင်ဒီပေါ်ကနေစောင်းကြတာပေါ့။ကောင်းပြီကူမရ။ဒါနဲ့ဒီကားကိုရောစကားလဲတိမ်ပြောပါလား။မပြောတာမဟုတ်ပါဘူးဖိုးခွာရ။မင်းတို့ပြောရဲအကြံကောင်းလို့ငါဘာမှမပြောဘဲနားထောင်နေတာ။ကဲကဲကဲနေရာလဲသိပြီအစီအစဉ်လဲချပြီးပြီဆိုတော့ဖိုးခွာမင်းရောအိမ်ပြန်လိုက်ပို့ပေးမယ်။တိုးတိုးကဖိုးခွာကိုအိမ်ပြန်လိုက်ပို့ပေးလိုက်ပါရင် ဦးလေးစောင်းလောင်ကတော့ကျုပ်တို့ဘာတွေလုံးမလဲမေးပေမဲ့ကျုပ်တို့ကတော့ဖြေတကူရှာမေးလို့သာပြန်ဖြေလိုက်ပါတယ်။ညောင်ရောက်လာခဲ့ပြီဖြစ်တယ်။ကျုံနဲ့ယာမကတော့ထမင်းဆော့ဆော့စားပြီးဖူခွားကိုသွားခေါ်နွားရီလာထားမယ့်နေရာကိုဥအောင်သွားပြီးတော့အနီးကပင်ကြီးပေါ်မှာကိုစီနေရာယူလိုက်ပါတယ်။ဖူခွားရဲ့မိမတွေကတော့အိမ်မှာမရှိခြင်းကြောင့်ဖူခွားကိုအလွယ်တကူခေါ်နိုင်ခြင်းဖြစ်ပါတယ်။ကျုပ်တို့၃ယောက်ကတော့တနက်ကိုစီကင်ထားပြီးအခြေအနေကိုစောင့်ကြည့်နေတယ်။ ခဏတော့ရွာရင်းကလေးနွားတန်ကြားရယ်နွားတန်တိတ်ပြီးအတော်ကြာတော့မှရွာသားတွေကလည်းနွားသေးကြီးကိုဝလုံးကပြားပေါ်တင်ပြီးလူကြီးနဲ့ထမ်းလာကြရယ်ကျုပ်တော်ကနေရာကိုရောက်တော့ဝကကြီးကိုပေးကိုပြစ်ချလိုက်ပြီးထမ်းလာရတဲ့သူတွေကလည်းပင်မလို့ပေးမှဖင်ထိုင်သွားကြရယ်ဒီတော့ဒီတောင်ထဲမှာနေတဲ့တရေတပတ်ပရလောကသားတွေကိုကျုပ်တို့ကဟောရီကနွားယူကျွေးမိပါရယ်အားရအောင်စားပါ စားပြီးတဲ့အခါမှာလည်းပြူစားထားသောကြောင့်ဒီမကောင်းဖြစ်နေတဲ့ကလေးမလေးကို ပြန်ကောက်အောင်လုပ်ပေးပါလူကြီးတယောက်ကဆေးရပေးမှရက်ပြီးတော့ပြောဆိုနေခြင်းဖြစ်ပါရင်ယောက်ျားသား၉ယောက်လောက်ကလည်းနွားကြီးကိုဆေးထောက်ဆဲထင်လိုက်ခြင်းခဏကလူကတော့ဖျောင်းနိုင်တစ်ခုကိုမိထုံပြီးဆေးမှထုံလိုက်ခြင်းအားလုံးပြန်ကြတော့ဒီနေရာကတတနေလို့မရအောင်ရိတ်သူကလည်းရွာသားတွေကိုပြောင်းရင်းနဲ့ရွာသားတွေနဲ့တူအနောက်ကိုပြန်လဲပြီးပြန်သွားပါရင တို့တို့နောက်ထပ်တနင်္လာနေ့မှာစောင့်နေတဲ့ခါမှာတော့ရှုမြောင်းတစ်ခုတည်းကနေအဝိမမဲကြီးကြီးဝှထားတဲ့တီတွေကထွက်လာခဲ့တယ်။လောင်းရောင်ကလင်းထိန်နေရာကြောင့်အရေးတီကလည်းပေါ်နေတယ်။အဲ့ဒီတွေကတော့တရေစစ်မဟုတ်ပင်အဝိမဲရီကိုခြုံထားတဲ့တွေဖြစ်ကြောင်းကိုသိလိုက်ရတယ်။တို့တို့ကအချိန်တွေကိုဆက်လက်စောင့်ကြည့်နေရဖြစ်တော့အဲ့ဒီတွေမှာနွားတီရဲ့ပေးမထိုင်ပြီးခါးကြားကဓာရီကိုထုံလိုက်တယ်။နွားတီနာကိုထိုင်သွားကြတယ်။နွားကိုစားခြင်းမဟုတ်မှဖိုးကားကတော့တိသွားပြီချင်းနေ။ ဝိဆုံမဲ့လူ၃ယောက်ကတော့နွားသားတွေကိုကုတ်ဖဲ့ပြီးတော့ခေါင်းနဲ့ခြေတွေကိုခြံထားခဲ့တယ်။မင်းတို့ဝင်ပြန်လို့ဒီကောမပြေးသေးဘူးလား။အရိဒရီနောက်ကနေအတန်တခုပေါ်လာပြီးတော့တောင်ဝေးတစ်ချောင်းနဲ့လူကြီးတယောက်ပေါ်လာတယ်။ကျုပ်ကတော့အသားကုတ်နေတဲ့သူတယောက်ရဲ့ပေါင်ကိုချိန်လိုက်တယ်။ကျုပ်ကိုကြည့်ပြီးတော့လဲရှာမနဲ့ဖိုးခေါကပါချိန်လိုက်တယ်။ကျဲလောင်နဲ့တနတ်တန်သုံးချက်ကတလက်စီထွက်ပေါ်လာတယ်။ဆရာကြီးရှာလို့ရှိနေပြီပြေးတော့ လဲကြသွားတဲ့သူ၃ယောက်ထဲက၂ယောက်ကပြောလာခြင်းဖြစ်တယ်။နောက်မှရောက်လာတဲ့ဆရာကြီးဆိုသူကလည်းအနောက်ကိုစုံပြီးပြေးသွားတယ်။လဲကြောင်းတည်းရဲ့ကောင်းလေးတော့မတော်နဲ့ဓာရီရှိတယ်။ဖိုးကားကရွာပြန်ပြီးရွာသားတွေကိုကောကျောင်းကလည်းပင်ဘောကတွေ့ပစင်းပြီးရဲ့နောက်ရှားမနဲ့ဖိုးကားကိုအော်ပြောလိုက်ပြီးဆရာကြီးဆိုသူနောက်ကိုလိုက်ခဲ့ပါတယ်။တော်တက်ကိုဖြတ်လာပြီးရဲ့နောက်မှာတော့ကိုင်းကြုံတွေနဲ့ပြည်နေတဲ့နေရာတစ်ခုစီကိုရောက်လာခဲ့တယ်။ဆရာကြီးဆိုသူကပျောက်ချင်းမလားပျောက်သွားတာကြောင့် ကျုပ်ကိုချုံကိုတိုက်ခတ်မိလို့လဲတွေးလိုက်မိတယ်။ကျုပ်ဘီကိုင်းပုတ်ဒီကလှုပ်ရှားလာခြင်းကြောင့်ကျုပ်ကလည်းခေါင်းကိုငုံရှောင်းလိုက်တယ်။ဒါနဲ့ကျောင်းကလည်းကျုပ်ခေါင်းပေါ်ကပြောင်လက်စွာဝေးရမ်းသွားပါရဲ့။ကျုပ်ကရှိကိုလှိမ့်လိုက်ပြီးတနက်နဲ့လေအရိသူကိုထိုးချိန်လိုက်တယ်။အရိသူကလည်းဘေးဘက်ကနေတဲ့ကိုပြန်ဝင်သွားတယ်။နောက်ထပ်တစ်ချိန်ကိုင်းတစ်ခုလှုပ်လာခြင်းကြောင့်ကျုပ်ကအစိတ်လှုပ်ရှားလိုက်ရပါခြေထောက်ပိုင်းကိုပြစ်ချလိုက်ပါရဲ့။ဆိုင်ဆူသူကတော့ကျုပ်ရှိကိုဟတ်တူလဲချလာရောက်လက်ထင်းကဓာတ်ကိုလည်းအဝေးကိုကန်ထုတ်လိုက်တယ် ပေါင်ကားတော့ကြည်မှန်ထားခြင်းကြောင့်သွေးတွေထန်နေတယ်။ကိုမကိုမကျုံတော့ကယာမခွန်တန်ကြားရခြင်းနဲ့တူယာမနဲ့ရွာသားတွေဟာကျုပ်စီကိုရောက်လာကြတယ်။ကိုမအစင်ပြေလား။ငါဘာဖြစ်လို့ယာမရွာသားတွေဒီလူကိုဖမ်းထားလိုက်ကြပါ။ဒီလူကအတိကကြိုးကနေရတဲ့သူပဲ။ဒီလူကကျုပ်တို့ယွာနှင်းထုတ်လိုက်တဲ့သူပဲ။ယွာမခိုးလိုက်မိုက်လိုက်နဲ့မလို့ယွာနှင်းထုတ်လိုက်ကြ။ဒင်းရောက်ရောနောက်တစ်ခါဒုက္ခပြန်ပေးနေတာပေါ့။ ။ရွာသားတွေကပြောဆိုပြီးရဆရာကြီးစုသူကိုဖမ်းခေါ်သွားတယ်။ဖိုးကောင်းကလည်းကျုပ်စီလာပြီးထိခိုက်သွားသည်လားမေးမြန်းပါတယ်။ကျုပ်ကဘာမှဖြစ်ဘူးဆိုမှသာတက်ပြင်းချသွားတယ်လေ။ရွာသားတွေနဲ့ရောင်ဆောင်တွေကတော့ရှီကောင်းလေးသွားနေနေပြီဖြစ်အောင်ကျုံနဲ့ရာမဖိုးခွားကတော့နောက်ကနေအေးဆေးစွာနဲ့လိုက်ခဲပါတော့တယ်။ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူရေဝင်းထွန်းရေးသားထားတဲ့စာလီတော်မောင်မတ်နဲ့ စိတ်နှသာရပြဿနာဆိုတဲ့ဆက်လန်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဆက်လန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်ခင်ဗျာ။